အဲ့တော့အဲ့ဒီမှာအမတို့တွက်ချက်ချင်းလို့ပြောရင်အမတို့ဘယ်နှမျိုးရှိလဲ formula နဲ့ function ရယ်ဆိုပြီးတော့မှနှမျိုးရှိတယ်အဲ့တော့ဒီမှာပြောထားတယ် formula နဲ့အဲ့တော့ formula နဲ့တွက်မယ်ဆိုတာ ਨੇ အရေးကြီးဆုံးဘာအရင်သုံးပြရတာလဲမိမြချင်းတင်ဂီတာနဲ့အရင်စပြရမယ်ပြီးရင်ဘာနဲ့ဘာနဲ့ပေါင်းမလဲဆိုတဲ့အရာကိုရွေးရတယ်အဲ့တော့ပေါင်းတဲ့အရာကိုရွေးတဲ့အခါမှာ ကင်းကနန်းပေါ်လာလို့ပြောရင်ကင်းကနန်းမပေါ်ဘူးเนาะခုနကပြောတဲ့ sale reference ပဲအမတို့ပေါ်လိမ့်မယ်ရမယ်เนาะဟုတ်ပြီပြီးရင်မတို့ function function အနေနဲ့ကတော့အမတို့ဘာတွေတီးခဲ့လဲနော်ပေါင်းမယ်ဇန်ဟုတ်ပြီเนาะပေါင်းမယ်ဆိုရင်ဇန်အများဆုံးရှာမယ်အဲ့တော့စုစုပေါင်းမယ်ဆိုရင်ဇန်အများဆုံးတန်ဖိုးရှာမယ်အနည်းဆုံးတန်ဖိုးရှာမယ်ပြန်ပြပြောတဲ့ average ကိုရှာမယ် ဲ့တော့ဒါကတော့အခြေခံနဲ့အခြေခံအနေနဲ့အမတို့သိခဲ့ပြီးသားဖြစ်သွားပြီပေါ့နော်တည်ပြီးသားပြီပေါ့အဲ့တော့အာဒီမှာဆိုရင်လေအမတို့ဒီအာဟိုတင်ချာဆိုင်ပေါ့နော်တင်ချာ operator အနေနဲ့အာပေါင်းမယ်ဆိုရင်အပေါင်းလက္ခဏာဒါပဲနှုတ်မယ်ညှောက်မယ်ဆိုရင်အမတို့ခရီးဖွင့်တင်ဂီတာလေးစားမယ်ဆိုရင် bass လက်တင်ဂီတာလေးနော် select တင်ဂီတာလေးပေါ့ အဲဒီကောင်ကတော့မမတို့ကတင်ချညီမြချင်းအညီမြချင်းထိုးပြီးတော့မှအာမမတို့အပြင်မှာလိုမျိုးပဲတွေ့ရတဲ့ operator တွေပေါ့အဲ့တော့အဲအဲ့တော့မမတို့ဒီမှာဆိုလို့ရှိရင်အာ function function မှာဆိုရင်တော့အခြေခံအဖြစ်ကတော့အာပေါင်းမယ်အများရှာမယ် min ရှာမယ် average เนาะပြင်းပြကိုရှာမယ်အဲ့တော့ဒီကောင်နေဒီဂျာထဲမှာလက္ခဏာတွေထည့်စီရလိုလားအဲလက္ခဏာထည့်စီရမလိုမမတို့ function ကိုယူသုံးတာဖြစ်တဲ့အတွက် ဒါဆိုရင်ရမယ်เนาะအဲ့တော့ဒါလေးကတော့အဲအရှိမလောလောလတ်လတ်မှာအာဟို revision ပြင်ပြီးရတာဖြစ်တဲ့အတွက်ဒါကိုထပ်မပြောတော့เนาะတည်ပြီးသားတွေပေါ့လို့အဲ့တော့ဒီမှာဒီမှာလည်းပြောထားတယ်เนาะအာ formula နဲ့ function ရဲ့ difference ပေါ့ပါလေပေါ့เนาะအဲ့တော့ formula ကဒီအမတို့ကိုယ်တိုင်းညီမြချင်းရေးပြီးတော့မှတစ်ချက်ပြရတယ် ဖန်ရှင်အားကြတော့မတို့အိတ်ဇေးကနေပြီးတော့မှသူတို့အတင်းတက်မှတ်ထားတဲ့တွက်ချက်မှုပုံစံမျိုးကိုမတို့အသုံးပြုပေးရတယ်။အဲ့တော့အခုအဓိကမတို့ဒီ event အိတ်ဇေးမှာကြတော့ function ပိုင်းကိုအဓိကသွားမှာเนาะ function name တွေကိုအဓိကသွားမယ်ပေါ့ရမယ်เนาะအဲ့တော့ formula တွေ function တွေဆိုတော့မတို့အရှိတွေမှာတော့ဟိုတည်ပြီးသားတယ်ပေါ့เนาะတည်ပြီးသားတယ်ဆိုတော့ဒီမှာလည်းပြောပြထားတယ်เนาะအဲ့တော့ဒီမှာဆိုရင်နည်းနည်းလေးပြန်ပြောလိုက်ပါမယ် ဲ့တော့အခုဒီမှာဆိုရင်အမတို့30နဲ့တင်းနေကိုမလုပ်ချင်တာလေဆိုတော့ပေါင်းချင်တယ်ဟုတ်ပြီနော်ပေါင်းချင်တယ်အဲ့တော့ပေါင်းချင်တယ်ဆိုတော့ညာချင်းရွေးလိုက်တယ်ပေါင်းမှာမို့လို့အပေါင်းလက္ခဏာထည့်တယ်အဲ့တော့တတိထားပြီးတော့ကြည့်မယ်ပြန်ပြောမယ်နော်အဲ့တော့သူဒီဆဲခွက်နံပါတ်ကိုပဲပြပေးပါရနော် A1 နဲ့ B1 နဲ့မှာရှိနေတာမို့လို့ A1 နဲ့ B1 နဲ့လိုပဲပို့ပေးတယ်နော်ပြောပေးတယ်တဆယ်တွေတစ်တင်ဆိုပြီးတော့မပြပေးဘူးအဲ့တော့ဘာလို့လဲ ဘာလို့လဲဆိုတော့ထားပါတော့အမတို့ကအခုဒီနောက်မှပြင်ကျင်တယ်ကိန်းကနဲတခုပြင်ကျင်တယ်ဟုတ်ပြီတစ်နေရာမှာအမ20ဆိုပြီးအမပြင်ကျင်တယ်ကြည့်ရအောင်ကြည့်ရအောင်နော်ခဏလေးအဲ့တော့ညီမချင်းခုနလိုမျိုး say reference လို့ခေါ်တဲ့သူ့ရဲ့ A1 မှာရှိနေတယ် B1 မှာရှိနေရဲဆိုတော့ကိန်းကနဲ့ကိုသွားမရွေးပဲနေလက်ကနေပြီးတော့30အပေါက်တက်လို့ရိုက်ပြမယ် အဖြေကတော့ထွက်တယ်။ဘာကွာလဲဆိုတာကိုကြည့်မယ်နော်။အဲ့တော့အခုဥမဒီနေရာမှာ20လို့ပြင်ပြမယ်။20လို့ပြင်လိုက်ပြီဆိုရင်တေးကြတယ်။သူတို့နှစ်ခုဘယ်လောက်ဖြစ်သွားမှာလဲ30ဖြစ်သွားမှာ။ဒါဒီ formula ကိုချိန်ပြီးတော့တွက်ထားတာဖြစ်တဲ့အတွက်ပြောင်းတယ်ဒါလည်းပြောင်းတာပဲဒါပေမဲ့ဒီဘက်မှာမလို့လိုက်ပြောင်းလားအဲမပြောင်းအဲ့ဒါကိုပြောတာရမယ်နော်အဲ့လိုမျိုးပေါ့အဲဒါဆိုရင်တော့သဘောတရားတည်မယ်နော်ဘာလို့လဲဆိုတော့ပေါင်းနှုတ်မြောက်အစား အဲဒီကောင်အဲ့တော့ဒီကောင်လေးဘာလေးဆိုတော့ကဒီမှာကြည့်ရအောင်အဲ့တော့ဒါကဘာကိုပြောတာလဲဆိုတော့အမတို့ငွေတော့ကပါဝါတွေလေတင်ငွေမှုလိမ့်မယ်ဥပမာဒီ3ကိုတော့9ကလို့ပြောတာဟုတ်ရနော်3ကိုလေတော့ပါဝါကကြတော့3 9ကကိုပြောတာပေါ့3 ဒီလိုမျိုးဒါကိုပါလဲဆိုတော့ငားကလို့ပြောချင်တာအဲ့တော့တဘောကကျတော့ဒီမှာလေ33နေ6အဲ63နေ29အဲ29 3ဘလောက်အဲ့လိုမျိုးပေါ့ဟုတ်တယ်နော်အဲ့ဒါကိုသွားငားကအဲ့တော့မတို့ကဘာနဲ့တွက်လို့ရလဲဆိုတော့ညီမာချင်း3 power အဲ့တော့ power sign လေးရကြတော့လေအမတို့ တနစ်အပေါ် JWERT ရဲ့အပေါ်မှာပဲတနစ်3 5 6 6ရဲ့အပေါ်စလုံးနော် shift လေးနဲ့ sick လေးနဲ့ကိုနှိပ်လိုက်ပြီးရင်5ဒီဘက်က5อืมအဲဒါဆိုရင်ရလာကြမယ်နော်ဟုတ်ပြီအဲ့တော့ဂွင်းဆောင်ဂွင်းမိတ်လေးနဲ့လည်းအမတို့သုံးလို့ရတယ်လို့ပြောချင်တာနော်သုံးလို့ရတယ်သုံးလို့ရတယ်ဆိုတော့ဥပမာအာထားပါတော့အမတို့ကညီညာချင်း60နဲ့ဟော မာအာ60နဲ့အခု6နဲ့ကိုမတော်မြှောက်မယ်မြှောက်ပြီးဥပမာကွာ2နဲ့စားမယ်အဲ့ပုံစံမျိုးတွေပေါ့ဒါဆိုရင်တည်ကြတယ်အဲ့ဒါမျိုးဆိုရင်မတော်ကခွင်းစခွင်းပိန်နဲ့သုံးပြရမယ်ဟုတ်ပြီနော်အမြောက်6ဘာလို့မလဲထားပါတော့အစား2အဲတတိယမျိုးပေါ့ရမယ်နော်အဲဒါဆိုရင်ဒါမတော် formula ဆိုတာကိုသဘောတရားသိမယ်နော်အဲ့လိုမျိုးသုံးမယ်အဲ့တော့ဒါအမတို့ဒီ အပစံငွေအမောင့်တစ်ခုဥမာပစ္စည်းတစ်ခုရဲ့တန်ဖိုးဒီ350အဲ့တော့အရင်အတွက်က12ခုတေးကြတယ်မတို့အပြင်မှာလိုမျိုးပဲလေနော်ဟို100ရန်ပစ္စည်း100ရန်ပစ္စည်း3ခုသွားဝယ်တယ်ဆိုရင်ပစံဘယ်လောက်ရှင်းရမှာလဲ300ရှင်းရမှာတည်ပြီးသားဘာလို့လိုက်တာလဲမြောင်းလိုက်တာပဲအဲ့တော့ခုလဲအဲ့လိုပဲနော် price လို့ခေါ်တဲ့သူရဲ့ဈေးနှုန်းနဲ့ quantity အရင်အတွက်ကို အမတို့မြောင်းပြီးလိုက်တာပေါ့နော်အဲ့ဆိုရင်သူရဲ့ပစံငွေအမောင့်ထွက်လာတယ်ရမယ်နော် ပြီးရင်အမတို့ income income ဆိုတာအမတို့ဝင်ငွေကိုပြောရဲ expense ဆိုတာအသုံးစရိတ်ကိုပြောရဲအဲ့တော့ကိုယ့်ရဲ့လက်ထက်မှာဘယ်လောက်ကျန်လဲဘယ်လောက်မြက်လဲဘယ်လောက်ဝင်လဲကိုသိကျင်နေဆိုရင်ဝင်နေတဲ့ income နဲ့အမတို့ expense ကိုခြားနာလိုက်ခြားနာလိုက်ဆိုတာနှုတ်လိုက်လို့ပြောတာအဲ့တော့နှုတ်လိုက်လို့ရှိရင်အမတို့ profit or loss တခုခုတော့ track နိုင်မယ်ပေါ့အဲ့ဆိုရင်ရမယ်နော်ဟုတ်ပြီ okay ဒါဆိုရင်အဲ့တော့ အဲ့တော့ဒီကောင်လေးကိုအဲတွတ်ချက်ချင်းပေါ့နော်အဲ့တော့တွတ်ချက်ချင်းလေးကိုပြန်သုံးကြည့်မယ်မရလို့ရှိရင်မီအဲ့တော့ပြီးသွားရင်အမတို့ဒါကိုကနည်းလေးပြန်ရသွားအောင်လို့ဒီလေးချိန်ခံလေးပေါ့ဒါလေးကိုလုပ်ရအောင်အဲ့တော့ဒါလေးကကြတော့ဒီလိုမျိုးပဲ format လေးကိုတိချာလေးတည်ဆောင်မယ်เนาะတိချာလေးတည်ဆောင်ပြီးသွားရင် price quantity အဲ့တော့ဒီမှာ comma တွေဒီနောက်ဆုံးမှတက်ပြရမယ်เนาะကိန်းကနန်းတွေရိုက်เสียရှိတာကိုရိုက်လိုက်အောင် plus เสียရှိတာကိုအတွက်ပြီးမှအားလုံးကို select မှတ်ပြီးတော့မှ comma တွေဘာတွေကိုသုံးပေါ့လက်ကနေတော့မတက်ရအောင် တော့ value လို့ပြောတဲ့အတွက်တောင်ငွေအမောင့်ကိုပြောတာပဲ price နဲ့ quantity နဲ့ကိုဘာလို့ວ່າမှာလဲအဲမြောက်ວ່າမှာအမြောက်ဆိုင်သင်္ကေတသိရယ်เนาะပြီးရင်ဒီလေးမျိုးကိုတွက်မယ်ဒီလေးမျိုးတည်လဲဒီ၃ column လောက်အဖြေတွေကိုတွက်ပြရမယ်ရမယ်เนาะအဲ့တော့ဒီဟာလေးတွေလုတ်ပြီးသားလေးတွေเนาะဒီ listing ငန်းလေးတွေကိုပြပေးပါပြပေးမှရလားမရလားဆိုတာကိုသိရမှာမဟုတ် ရမယ်เนาะဟုတ်ပြီအဲဆိုရင်နောက်ဒီဥစားလေးလုပ်ကြည့်မယ်မရရင်မေးမယ်အဲမရတာရှိရင်ပြန်မေးပြီเนาะအဲ့တော့နောက်ထပ်သင်ခန်းစာကိုနောက်ဗီဒီယိုဖိုင်မှာပြန်တွေ့မယ်เนาะ